Hey guys အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Mobius ပဲဖြစ်ရပေါ့ဆိုတော့ဒီနေ့မှာကျွန်တော်နေကျွန်တော် Bow Scanning လုပ်သွားမှာလဲဆိုရင် Pushin Boot 2 The Last Switch ထဲမှာစပြီးတော့ပါခဲ့တဲ့ Death အကြောင်းကိုကျွန်တော်က Power Scanning လုပ်သွားမှာဖြစ်တယ်ပေါ့ဟုတ်ပါတယ် Death ပါအဲ့တော့ပြောချင်တာက video လေးကိုကြည့်ပြီဆိုရင် like share နဲ့ subscribe လုပ်ဖို့အတွက်မမေ့ဖို့အတွက်ကျွန်တော်တော့ပြောချင်ပါတယ်ပြီးရင် comment section မှာလည်းကျွန်တော် Telegram channel ရဲ့ link လေးကိုခြာပေးထားမှာဖြစ်တယ်ဆိုတော့တွားရောက်ပြီးတော့ join ပေးလို့ရပါတယ်ဆိုတော့အချိန်မဆွဲဘဲနဲ့စလိုက်ကြအောင်ပထမဆုံးအနေနဲ့ပြောရမယ်ဆိုရင် Death ကတကယ်ကိုတည်ခြင်းတရားဟုတ်ရဲ့လား တေချာကြည့်ကြည့်ပါ။ तू ကဒီဖန်နေကွဲတဲ့အချိန်မှာသူ့ခေါင်းသားကနေဖန်ဆက်အဲ့ရတွေကိုကြည့်ကြည့်ပါဦး။ပြောရရင်အဲ့ဒါအကုန်လုံးကအယူကောင်းပုံနေပေါ့။တေချာပါရဲ့ Dream Moon ကသူ့ကို Death အဖြစ်ကိုတည်တည်ချာချာကြီးပြုလုပ်ထားရဲဆိုတာ။ဇလန်းဆက်ဆက်လာခြင်းမှာဆိုရင်လေ Push ကတခါတီးပြီးသွားတဲ့အချိန်မှာ तू ကဘာလာလို့လဲထင်တဲ့ Push ကိုလာပြီးတက်နှုတ်တယ်ပေါ့။ ပို့စကူလာပြီးအသက်နှုတ်နေနေသူကဘာပြောလဲဆိုတော့လူတိုင်းကသူ့အမြင်နဲ့နိုင်ကြမယ်ထင်ခဲ့တာကြီးပဲဒါပေမဲ့သူတယောက်မှမနိုင်ခဲ့ကြဘူးအဲ့လိုပြောတာလည်းအလကားမဟုတ်ဘူး तू ကတည်မင်း तू ကိုယ်တိုင်ကတည်ခြင်းတရားဆိုတဲ့အတွက်ပဲဘယ်တက်ရှိဘယ်မော်ဒယ်ကမှသူတို့ကိုယ်တိုင်ကတည်ခြင်းတရားဆိုတဲ့အရာကိုမလွန်ဆန်နိုင်ဘူးဆိုပြီးပြတာအစားတော့ကတော့ကျွန်တော်တို့လည်းခမရလူပဲပေါ့သိရမလားရုပ်ရှင်ကြည့်ပြီးတဲ့နောက်ပိုင်းမှာအစားပိုင်းမှာအဲ death proof ကိုဒါ death proof မဟုတ်ဘူးအဲဖူးစင်ဖူးပြောလို့ပဲ bounty hunter လို့ပဲထင်ခဲ့တာဒါပေမဲ့နောက်ပိုင်းနေမှာပို့ပြီးတော့ ချာချာပြလာတာပေါ့။ तू ကဒီမှာဆိုရင်လည်း तू ဆောင်းဟန်တင်းနေတယ် ဖို့စ်ကိုသူအဓိကတင်းနေရတဲ့ reason ကတော့ပြောဟရင်ဖို့စ်ကသူများတီမျိုးကြီးလိုမျိုးမဟုတ်ဘဲနဲ့သူများတာမန်မော်တယ်လိုမဟုတ်ဘဲနဲ့အသက်ကိုးချောင်းရှိရဖို့ကြောင့်နေမှာအဲ့ဒါကိုလေဒီအသက်ကိုးချောင်းလုံးကိုဖို့စ်ကတခုမှတန်ဖို့မထားဘူးအဲ့ဒါကြောင့်မလို့သူကဆောင်းဝန်းတင်းနေရပေါ့အနောက်ကနေပြီးတော့ဆိုင်းယောင်ခရစ်စတယ်တဲ့ကဖို့စ်ရဲ့တီပီးသားအသက်ကတော့မှ death cheat ဒါညစ်တာပဲဆိုပြီးတော့ပြောတာအလကားမဟုတ်ဘူးဖို့စ်ကဘာလဲဆိုရင်တေနေမစိသေးဘဲနဲ့ဟိုဒါပြီးတော့ဒီတေမင်းကတေချင်းတရားသူ့လာပြီးအသက်နာလုပ်လို့ဆိုပြီးတော့ death cheat ဒါညစ်တာပဲဆိုပြီးလမ်းပြောတာ ဒီမှာဆိုရင်တက်ကတူကိုရန်ရတည်ခြင်းမဟုတ်ရင်တူကိုရန်ရတည်မင်းဆိုတာကိုအတီချက်အတီတင်းပြောတာပြီးတာပေါ့တင်းစားပြီးပြောတာတွေရွှေပြီးပြောတာတွေကြွေးဝပြီးပြောတာတွေကြပြဆန်းဆန်းပြောတာတွေပုံမြင်ဆန်းဆန်းပြောတာတွေတခုမှမဟုတ်ဘူးတူကိုရန်ရတည်ခြင်းပဲတူကိုရန်ရတည်မင်းစစ်စစ်ပဲဆိုပြီးပြောသွားတာသူကအဲ့ဟာခရစ်စတယ်ဖန်သားတွေကိုထိတော်မထိဘူးเนาะအဲ့ဒါရေကောလောအော်တို ကွဲကြကုန်တာပေါ့။ तू ကဖူးစီရဲ့အသက်တစ်ခုချင်းစီဖူးစီရဲ့တည်ခြင်းတရားတိုင်းအောင်လည်း तू သိရဲ့။ तू တွေ့ရဲတွေ့ခဲ့တယ်။ तू မြင်လည်းမြင်ခဲ့တယ်ပေါ့။ဖူးစီရဲ့ဘဝတစ်လျှောက်လုံးကအသက်ရှစ်သက်လုံးရင်တည်ဆုံးခြင်းတွေကိုလည်း तू သိရဲ့။ तू တွေ့ရတယ် तू သိရဲ့။ဘာဖြစ်လို့လဲ။ဘာဖြစ်လို့ဆိုတော့ तू အဲ့မှာရှိခဲ့လို့လေ။ဘာလို့ရှိခဲ့ရလဲ။ तू ကတည်မင်းမဟုတ်ရင်တည်ခြင်းတရားဖြစ်တဲ့အတွက်အဲ့အကြောင်းလို့ပါ။ခက်စ်ပြောရရင်ဖူးစ်ကဂျန်ရင်နဲ့ချပြီးလို့မတည်ခင်မိနစ်ပိုင်းဒါမှမဟုတ်ရင်စက္ကန့်ပိုင်းအလိုမှာကလေးကဖူးစ်ကဘယ်နေရာမှာရှိတယ်။ဖူးစ်ဘယ်နေရာမှာဘယ်လိုတည်မလဲဆိုတော့ तू ကတည် အဲ့မှလည်းသူရှိနေရပေါ့။နောက်တော့ तू ကပြောရရင် Push ကပြန်လဲရှင်လာရော Push ကို तू Auto ရောက်လာ။ Dark Forest တဲကိုလည်း Push ရဲ့နေရာကို तू Auto ရောက်လာရပေါ့။ Push ရဲ့နေရာတိုင်းမှာ तू အမြင်ရှိရပေါ့။ဒါဆိုရင် तू ကဘာဖြစ်လို့ Push ကမွေးစားကြောင်ကြီးဟာမှာရှိတဲ့အချိန်ကျတော့ဘာလို့မလာလဲဆိုပြီးမေးကြတယ်။အဖြေကတော့တကယ်ရှင်းရှင်းနေပါ။ Push ကို तू ကကစားကျင်လို့ပါ။ကြောင်နေကသူတို့ကြွက်တတ်တဲ့အချိန်ကျရင်ဘလို့ကစားကြလဲအသိရမလား။အဲ့လိုပါပဲ။ Push ကိုလည်း plot တစ်လျှောက်လုံးမှာ तू ကချင်းချောက်မှုတွေစိုးရိမ်မှုတွေနဲ့အကြောက်တရားတွေပြီးဖို့အတွက် ူကလုတ်တယ်အဲ့ဒါကြောင့်မလို့ push ကိုခဏလွတ်ပေးတာပေါ့အဲ့ဒါကြောင့်မို့ပါပဲသူကနောက်ဆုံးစင်းမှာလဲသူ့ရဲ့အစာစာပြက်တယ်ဆိုပြီး drop သွားတာအလကားမဟုတ်ဘူး push ကိုသူကအသက်နှုတ်ဖို့တာဒါပေမဲ့ push ကဘဝရဲ့ value life ရဲ့ value တွေကို push ကတန်ဖိုးထားတဲ့လားကိုတွေ့ရတော့သူအစာစာပြက်တယ်ဆိုပြီးတော့သူက drop သွားတာအဲ့ဆိုရင်လူလူတို့မြမြကတော့မေးကြမှာမသိရမလားဒီတေချင်းတရားဆိုတဲ့အရာကြီးက push စီမှာဘာဖြစ်လို့ push sock ခွက်ဖြတ်ကန်တာကိုခံထားရတယ်ဆိုပြီး ပြောကြရပေါ့အဲ့ဆိုရင်တော့ကျွန်တော်လုတ်ဖြင်းရင်းပါတယ်ဘာလဲဆိုရင် post ကအဲ့တော့ကအဲ့တကွက်ပဲသူပြလိုက်တာเนาะအဲ့တကွက်လည်းပြလဲပြပြီးတော့သူတိလိုက်တယ်ဒီ तू ကတည်ခြင်းတရားကို तू ဘလို့မှလွန်ဆန်လို့မရအောင်ဆိုတော့ post ကိုယ်တိုင်ကလည်း तू တည်ပြီးသားပါ तू တည်ခြင်းတရားဆိုတဲ့အရာယူဘလို့မှလွန်ဆန်လို့မရအောင်သူ့ရဲ့ကံကြမ္မာကို तू လက်ခံပြီးသွားပြီ तू ဆက်ပြီးအဲ့ဒါအတွက် तू တိုက်နေအောင်မယ်ဆိုပြီး तू ပြောတာရပေါ့အဲ့ဒီအချိန်မှာဘာလဲဆိုရင် post ကပြောတည်တယ်ငါမင်းကိုဘလို့မှငါမနိုင်အောင်ဆိုတော့ငါတည်တယ်ဒါပေမဲ့ငါဒီအရအတွက်ဆက်ပြီးတိုက်နေအောင်ပါပဲဆိုပြီးပြောတာအဲ့ဟာကြောင့်မလို့ death က share တင်းသွားတာ အဲ့ကြောင့်မို့ဒက်ကဟာငါမင်းကို plot တစ်ချောင်းလုံးမှာ तू က ဒီကြောင်စုပ်ကို तू ကလိုက်တက်ဖို့အတွက် तू လုပ်တယ်ကြောင်စုပ်ကို तू ကအသက်လိုက်နှုတ်တယ်ပေါ့အသက်လိုက်နှုတ်ရင်းနဲ့ဒီကြောင်စုပ်ရဲ့တောက်တရားတွေရောထိတ်လန့်မှုတွေရောစိုးရွမှုတွေရောဘွားတခုလုံးအိမ်မဆိုးကြီးလို့ဖြစ်အောင် तू ကလုပ်ပြတာပြီးတော့မှအသက်နှုတ်ဖို့လာမယ်ဆိုတော့မှဒီကြောင်စုပ်ရဲ့စိတ်ထားပြောင်းပြီးတော့ဒီသိရမလားအသက်ကို value ရန်ထားသွားတယ်ဘွားကို value ထားသွားတာကြောင့်မလို့ तू ကတင်းသွားတာပေါ့အသက်ရှင်ဖို့အချိန်ပေးလိုက်တယ်ပြီးတော့ပြောသေးတယ်သူတို့တစ်ချိန်မှာပြန်ပြီးတော့တွေ့မယ်ဆိုပြီးတော့ပြောချင်တာကတော့ဗာလဲဆိုရင် push ကတေမျိုးပဲဖြစ်သေးတယ် तू ကတနည်းမှာ သေုံမှာပဲအချိန်တိုင်သေုံမှာပဲအချိန်တိုင်တည်ခြင်းတရားဆိုတဲ့အရာနဲ့ဖုစ်ကလည်းတွေ့ရအောင်မှာအဲအကြောင်းကိုသူကဖုစီကိုထက်လာမယ်ဆိုပြီးပြောရတာအခုတော့အနေအေးနဲ့နေလိုက်အောင်နောက်ကျရင်မင်းနဲ့ငါပြန်တွေ့မယ်ဆိုတဲ့အထားလို့သူကသူကဖုစ်ကိုအတက်နှုတ်ဖို့လာတာ reason ကတော့ဖုစ်ကအသက်ကို value မထားဘူးဘဝတွေကို value မထားဘူးသူရဲ့အသက်ကိုချောင်းရှိတဲ့ဟာမှာအသက်ရှိချောင်းတော့ကို value မထားဘူးအဲအကြောင်းလို့အသက်လာနှုတ်တာပေါ့ဒါပေမဲ့ဖုစ်ကပြောင်းလဲသွားခဲ့ရပေါ့သိရမလားအဲအကြောင်းလို့သူကဆောင်းဟန်တင်းသွားတာသူလည်းဖုစ်လည်းပြောင်းလဲလွယ်ရပေါ့သူမလို့ ူက F lane green နဲ့ကနေထွက်သွားတော့သူကချက်ချင်းပျောက်သွားနော်ဒီကျဲ queen နဲ့ကနေတော့သူမထွက်သွားဘူးအဲ့တော့ blue ပြောအောင်လဲဒီကောင်ကြီးက death wolf ကတကယ် death လားဆိုရင်တော့ဟုတ်ပါတယ်သူက embodiment of death ပါသူကိုယ်တိုင်က death itself ဆိုပြီးတော့ပြောတာပြီးသားအဲ့တော့သူကတည်ခြင်းတရားဆိုတဲ့အရာ မလွဲမသွေဖြစ်နေပါပြီ။အာနောက်တစ်ခုပြောရမှာဗာလဲဆိုရင် death ကိုကျွန်တော်ဘယ် level တောက်ထိ scale လို့ရမလဲပေါ့။အဲ့ဒါကိုကျွန်တော် scale ရမယ်ဆိုရင်တော့အရင်ဆုံး wishing star ကိုပါ scale ရမယ်ပေါ့။ဟိုးရှိရှိတုန်းကကျွန်တော်တို့ဒီ cosmic death တွေရှိရပေါ့။ပြောရရင် cosmic အမုံတွေပေါ့။အဲ cosmic အမုံတွေကဗာလဲဆိုရင်သူတို့တွေအကုန်လုံးစုစည်းပြီးတော့တခါတည်းပေါင်းစည်းသွားတဲ့အချိန်မှာဆိုရင် သူတို့ရကာတွန်းစတားပုံစံစတားတခုကိုသူတို့ရ shape လုပ်လိုက်ကြရပေါ့အဲနောက်မှာတော့ air cosmic test တွေနဲ့ shape ထားတဲ့ဒီ wishing star ဆိုတဲ့ကြီးကဘာပေါ့ကျလာတယ်ကျလာပြီးရနောက်ပိုင်းမှာ shock wave ကြီးအကြီးတခုကိုတခါရဲသူကဖန်တီးမိလိုက်တယ်ပေါ့ကျွန်တော်တို့ဒီကျသွားတဲ့နေရာတဝိုက်ကို air shock wave ရတော်တော်လေးပြန့်နှံ့သွားတယ်အဲနောက်မှာတော့ dark forest ဆိုတဲ့ကြီးကဖြစ်တည်လာတယ်ပေါ့ပြီးတော့အဲ့ wishing star စီမှာဗာလဲဆိုရင်ကျွန်တော်တို့ငယ်တုန်းကကလေးတွေမွေးနေ့မှာ suit down လိုမျိုးပဲကုလိုချင်းအောင်ကု တစ်ခုဆူတောင်းပိုင်ခွင့်ရှိရဲဆိုတဲ့ဟာလည်းရှိသေးပါတယ်ပေါ့ဆိုတော့အဲ့ဝီရှင်စတာကိုလူမျိုးဆူတောင်းလို့ရတယ်ဆိုတာကိုပူစင်ဘူးဖတ်တဲ့ကလူတွေကတည်သွားကြတော့ပူစင်ဘူးဖတ်မတိုင်ခင်ပူစင်ဘူးခင်မရောက်ခင်ကလေးကလူတော်တော်များများကအဲ့ Dark Forest ကြီးသွားကြတယ်ဒါပေမဲ့အသက်ရှင်လျက်အကုန်ပြန်လာနိုင်ကြလားဆိုရင်တော့တယောက်မှမပြန်လာနိုင်ကြဘူးအကုန်သေခဲ့တာကြီးဒီ vision star ကနေပြီးတော့ပြန်ပြီးတော့ကျွန်တော်တို့ဒီ cosmic war နေရင်ကြီးကြီးကိုသူကပြန်ပြီးတော့ ုံဖော်လို့ရတယ် cosmic war ကြီးတူကလုပ်လို့ရတယ်ပေါ့အဲ cosmic war ကြီးတွေကနေဘယ်ကောင်းမှမလွတ်နိုင်ဟုတ်ဘယ်တက်ရှိဘယ် mortal မှမလွတ်နိုင်ပါဘူးအဲ cosmic war ကြီးတွေနဲ့လို့ထိလိုက်ပြီးဆိုတာနဲ့အဲထိလိုက်မိရဲ့လူကတော့သူကတခါတည်းအပီးတိုင်းပျောက်ကွယ်သွားမှာပါသူ့ကိုကျွန်တော်လုံးဝပြန်တွေ့ရတော့မှာမဟုတ်တော့ပါဘူးအဲ့လိုမျိုးပေါ့ဟုတ်ပါတယ်နောက်မှာတော့ဒီကျွန်တော်တို့ dark forest ရဲ့ဒီ map ကဖြည့်ဆည်းခံလိုက်ရတဲ့လို blah 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 ကိစ္စလေးဖြစ်သွားခဲ့တယ်ပေါ့ ဒီ wishing star ကြီးက entity ကြီးပါဆိုတဲ့ဒီ proof တွေကလည်းအများကြီးပဲရှိရပေါ့ကျွန်တော်အရှိမလည်းပြခဲ့ပြီးပါပြီပြီးတော့ဒီ wishing star ကြီးကကျွန်တော်တို့သိတယ်လို့မျိုး physical entity မဟုတ်ဘဲနဲ့ဒီ wishing star ကြီးကဘာလဲဆိုရင်ကျွန်တော်တို့အရင်ကဆွမ်းအားကြီးရဲ့ force အကြီးတစ်ခုဖြစ်တယ်ပေါ့ yeah force အကြီးနဲ့ entity ဖြစ်တယ်ပေါ့ physical entity မဟုတ်ဘဲနဲ့အရင်ကဆွမ်းအားကြီးရဲ့ force ကြီးရှိတဲ့ entity ပေါ့အဲ့လိုပဲပြောပါမယ်အဲ့ဒါကလည်း push and pull verse တင်ပါပါ တော့ကျွန်တော်တို့ပုစင်ဘူး series တဲမှာဆိုရင်လည်းပဲဒီလိုမျိုးနောက်ထပ် vision star တစ်ခုကပါလာသေးရေပေါ့ဒီပုစင်ဘူး series တဲမှာပါလာတဲ့ vision star ကလည်းကျွန်တော်တို့ဒီပုစင်ဘူး2 the last switch တဲမှာပါတဲ့ vision star နဲ့ species ချင်းကအတူတူပဲနှစ်ကောင်စလုံးကအမေ vision စားခြင်းမတူဒါပေမဲ့သူတို့နှစ်ခုလုံးရဲ့မျိုးစိတ်သူနှစ်ခုလုံးရဲ့ entity တွေကတော့ပုံစံတွေကတော့အတူတူပဲဒါပေမဲ့မတူကြဘူးပေါ့ပုစင်ဘူး2တဲမှာပါတဲ့ဒီ vision star ကလည်း vision star ပဲဒီ series တဲမှာပါတဲ့ vision star ကလည်း vision star ပဲ species ချင်းကအတူတူပဲဒါပေမဲ့ vision star ချင်းမတူကြဘူးလုံနိုင်တာချင်းကလည်းအတူတူပဲပေါ့ဆိုတော့ပြောရရင်ဒီနှစ်ကောင်လုံးကအတူတူပဲလို့ကျွန်တော်ကပြောချင်တာပါအဲ့ဒါတော့အဓိကပေါ့ဒါကတော့ Jagan Mother ကဘာပေါ်က magic တွေအကုန်လုံးရာသွားတယ်ဆိုရင်ကဘာကြီးကဖြစ်လာမယ်ပုံပေါ့ပြောရရင် Jagan Mother ရဲ့ size ကဒီဖန်လုံးနဲ့မှဆိုရင် तू က magic တွေအကုန်လုံးရာသွားတဲ့အတွက် planet ပေါ်မှာ तू ကတခါတည်းမတ်တည့်ရက်ပြီးတော့ပေါ့သူ့လက်ကနေပြီးဘာမှမလုပ်ရသေးဘူး तू ကရှီပြီးတော့လက်ကနေ magic အစွမ်းလေးထိုးလိုက်တာနဲ့ကဘာကပျက်စီးနေပြီဆိုတော့ defeat ကိုကျွန်တော် at least planet level တော့ကတော့အသားရီပြီးလို့ရနေပြီနော်။ဟုတ်ရဲ့ဒါကလည်း तू ကဘာပေါ်မှာရှိတဲ့ magic အစွမ်းတွေအကုန်လုံးရသွားတယ်။အဲ့တော့ဘာမှတော့မလုပ်ရသေးဘူး။ तू ရှီပြီးတော့လက်ကနေပဲ magic အစွမ်းလေးတွေပဲထုတ်ရသေးတယ်။အဲ့တော့ကဘာပြစ်နေပြီဆိုတော့ yeah possible star lot ที่ defeat ကျွန်တော် scale ချင်း scale လို့ရတယ်။ဘာဖြစ်လို့ရလဲဆိုတော့ဒါကလည်းပြောရရင်ကဘာပေါ်မှာရှိတဲ့ magic တွေအကုန်လုံးရသွားတယ်ဆိုတော့ အလောက်ထိရမဆမ်းပါဘူးဒီ wishing star ရဲ့ဘယ်လိုပြောရမလဲဒီနေရန်ကြီးပေါ့ wishing star ကြီးကပွင့်ထွက်သွားတဲ့အချိန်မှာသူကနေပြီးတော့ဒီ wishing star ရဲ့နေရန်ကြီးထွက်လာအဲ့နေရန်နေထွက်တဲ့ energy တို့အရာကြီးတွေအဲ့ war ကြီးပေါ့ mortary ရဲ့ဖြစ်တည်မှုတွေ mortary ရဲ့ဒီဘယ်လိုပြောရမလဲအသက်တွေတော့မှဖြောင်းနိုင်နေပေါ့ a star war ကြီးက a star war ကြီးကိုလည်းကျွန်တော်ထပ်ပြီးပြောပြပါမယ် ဆိုပြောရရင် Star Wars ကြီးကအလကားမုံเนาะဒီ Vision Star ကြီးကကျွန်တော်တို့ပုစင်ဘူးဗာစရဲ့ Cosmic Entity ပေါ့ဟုတ်ပါတယ်ဒီ Cosmic Entity ကြီးကကဘာပေါ်ကလူတွေရဲ့ wish တွေကိုဖြည့်ပေးနိုင်တယ်ကျွန်တော်တို့ Shrug Verse နဲ့ Push Verse တို့က တူတူဇောတာဆိုတော့အတိမဲ့ထင်ပါတယ် shock fast မှာဆိုရင် blue တွေ net မီတွေတိုင်းပြီးရှိမယ်အဲ့လိုပဲအဲကျွန်တော် fairy tale တွေဟာတော်တော်များများပါမယ်ပေါ့ wishing star ရှိရဲ့ဒီ dark forest ကတော့ metaphysical dimension တခုပေါ့ဒီ wishing star အနေမှာကျွန်တော်တို့ wish တခုကိုတောင်းလို့ရမယ်ပေါ့အဲ့ wishing star ပြောရရင်ဖူးစင်ဘူးနဲ့ shrek ထဲက reality ကိုပြောင်းနိုင်တဲ့အရာကြီး but အဲ့ရာလည်း death ို့တက်ရောက်လာဆိုရင်မတက်ရောက်ပါဘူးဘာဖြစ်လို့ဆိုတော့ तू อ่ะအဲ့ဒါတက်ပို့ပြီးကြော်တော်နဲ့အရာမလို့ပါ so basically ပြောရရင်ဒီ cosmic entity ကြီးရဲ့ဒီ reality တွေကိုပြောင်းနိုင်ဆိုရင်ဘယ်လောက်ထိကြီးပြီလဲဆိုတော့တည်ပြီးထင်ပါတယ်ဒီမျိုးတွေရတယ်ပဲဒီ star war ကြီးနဲ့ထိမိတာနဲ့သူတို့ကတခါတည်းတန်းသေးတယ်သူတို့ကတခါတည်းအပြောက်ဖြောက်သွားတာ erase ခံလိုက်ရသူမျိုးပေါ့အဲ့လိုပြောရရင် death က wishing star ရဲ့ war ကိုဖျက်လာတဲ့အချိန်တုန်းကကြတော့အဲ့ဒါ death ပေါ့ အလုံးဖြစ်ခဲ့ဘူးအဲ့တော့ပြောရရင် death က vision star တက်ပို့ပြီးတော့မြင့်နေလို့ death ကတေမျိုးမဟုတ်ဘူးဆိုတော့ဒီမှာကျွန်တော်ပို့ပြီးအတီတင်းသိရတာပေါ့ vision star ကိုပြန်စကင်ရင်ပဲ at least planet ရောက်တယ်နော်ဒါအခုဒီကျွန်တော်စကင်နေတဲ့ fee ရဆိုရင် possible star လောက်ထိရသေးတယ်ဒီ cosmic entity ကြီးကထပ်ပြီးတော့ vision star ကကဘာပေါ်ကိုကျလာပြီးတော့မကြပါဘူး။သူကဒီ toy ကိုသူဖြည့်ဆည်းမိလိုက်တယ်။အဲနောက်မှာတော့ new life force တွေကိုသူကပြန်ပြီးတော့ပေးပစ်တယ်ပေါ့။အဲ့တော့ဒီ cosmic object ကြီးက life force တွေလည်းပေးနိုင်ပါတယ်။ ဒီ wish star ရဲ့ metaphysical dimension က map ကိုထင်ထည့်တဲ့သူရဲ့ soul ကို base ပြီးတော့ဧည့်ရာနေရာတွေကအစာပြန်ပြီးတော့ပြောင်းနေစီရယ်ပေါ့သိရမလား pool တို့အဲ kitty တို့နှိမ့်လိုက်တဲ့အချိန်မှာ dimension ထဲမှာရှိတဲ့နေရာတွေက blue ပြောင်းလဲသွားတယ်အဲ့လိုပါပဲပြီးတော့ wish star plane နဲ့ကိုဝင်လာတဲ့သူတွေက map မှာပေါ်တယ်အဲ jack ဟဲမှာဝင်လာတဲ့အထိအစာပေါ်သေးတယ်ဒါပေမဲ့ dead ဝင်လာတဲ့အချိန်မှာကျတော့ဘလို့မှမပေါ်ခဲ့ဘူးပေါ့ အဲ့တော့ပြောရရင် death က model မဟုတ်တော့ပါဘူး။သူကတည်ခြင်းပါ။အဲ့တော့ပြောရရင် death ကသူကိုယ်တိုင်က death strike up embodiment of death လို့ပြောတာပြီးသား။ तू က abstract existence တိုက်ပွန်းတာမဟုတ်ရင် तू ကတော့သူ့မှာရှိမှာပဲ။ also သူမှလည်းပဲ immortality type 1နဲ့အိတ်ကလည်းရှိမှာတော့သိကြတယ်။ပြောရရင်အခုတွေ့ရတဲ့ Wembley ဆိုတာကျွန်တော်တို့ push ကို6ဖို့အတွက်ပဲလှုပ်ထားတဲ့ဒီ physical ယူထားတဲ့ physical body တစားပဲ။သူ့ရဲ့ true form က death ဆိုတဲ့ concept ကြီးပေါ့။ပြီးတော့ Tamen Mortality မဟုတ်ဘဲနဲ့ time နဲ့လည်းသူကမပေါင်းထားသေးဘူး။အဲ့တော့ပြောရရင်သိမယ်လို့ထင်ပါတယ်။ပြီးတော့သူကပြောလဲပြောဘူးသေးတယ်လူတိုင်းကသူ့နိုင်မယ်ထင်တာပဲ။ဒါပေမဲ့တယောက်ကမှသူ့လက်ကမလွတ်သေးဘူးဆိုတာအလကားမဟုတ်ပါဘူး။ ်ဒက်ကမော်ဒယ်တွေကိုလိုက်ပြီးတော့အသက်နှုတ်တာဖြစ်ဖြစ်မော်ဒယ်တွေကသူ့စီရနေပြီးတော့ထွက်ပြေးဖို့လုပ်တာဖြစ်ဖြစ်ဘလို့မှမလွတ်ဘူးတင်မျိုးတိုင်းကတည်ခြင်းတရားစီကိုတစ်ချိန်ကျရင်လာရတာပဲဆိုတော့သူကပြောချင်တာပါ concept embodiment ပေါ့ဒီ concept embodiment က an abstract concept ရဲ့ဒီ embodiment ဖြစ်တယ် cosmology ဒီ entity physiology တွေရဲ့တမျိုးခွဲတမျိုးဖြစ်တယ်ပေါ့ဒီ avatar physiology concept physiology idea embodiment ဒါမှမဟုတ်ရင် incarnation နဲ့မရောနဲ့ဘောနော် embodiment of death ကတည်ခြင်းတရားကိုပုံဖော်ထားတာဖြစ်တယ်။ဒီ concept embodiment နဲ့ death manipulation ရဲ့မျိုးဝဲတစ်ခုလည်းပြောရမှာမဟုတ်။အဲ့ဒါကိုသုံးတဲ့သူတွေကသူတို့ကိုပုံဖော်ထားတဲ့ပုံစံတွေက concept နဲ့ဆက်ဆက်မိတဲ့ဒီရုပ်ပိုင်းဆိုင်ရာတွေသူတို့ရဲ့ကိုယ်ရည်ကိုယ်သွေးတွေအများအပြားအယူကောင်းတည်မီပါကြတယ်။တည်ခြင်းနဲ့ပတ်သက်တဲ့ဟာတွေပေါ့။တုံးတဲ့သူအများစုကလည်းပထမဆုံးအနေနဲ့ပြောရင် immortality ဖြစ်တာများတယ်။ death manipulation မဟုတ်ရင် death manipulation ရှိကြတယ်။အဲ့ဒါ ability အနေနဲ့နော်။ ဲ့တော့ तू อ่ะ death ဆိုတဲ့ concept ကြီးဖြစ်လာဆိုရင်တော့ဟုတ်ပါတယ်။ तू cosmo ရကြည့်မယ်ဆိုရင် तू cosmo ကလည်း uni level လောက်ထိတောင်ကျွန်တော်တင်လို့ရမယ်တော့မထင်သေးဘူး။ shrug cosmo က shrug cosmo က fairy tale တွေ magic တွေနဲ့ရောထားပြီးတော့ push ကလည်းထုံနီးတူပဲ။ဒါပေမဲ့ push ဘက်မှာကြာတော့ဗာလဲဆိုရင် wishing star လိုမျိုး cosmic entity ရရှိသေးတယ်။အဲ့တော့အလွန်ဆုံးတင်လို့ရမယ်ဆိုရင်ကျွန်တော် unity ပဲတင်လို့ရမှာပါ။မဟုတ်ရင်တော့ death ကိုကျွန်တော် star level လောက်ထိပဲ scale လို့ရမှာ။အခု add death wishing star ဆိုတာကလည်း ဘယ်လိုပြောအောင်လဲ death ကသူကိုယ်တိုင်က death ဆိုတဲ့ concept ကြီးဖြစ်နေလို့ 3D ကြော်ပြီးတော့ကျွန်တော်တို့ 4D လောက်ဒီစကဲတာဖြစ်ပါတယ် visible wiki မှာတော့ death ကိုကျွန်တော်တို့အဲ 9B higher building level လောက်ပဲတင်ထားတယ်ဆိုတာအလကားမဟုတ်သေးဘူးဘာဖြစ်လို့လဲဆိုတော့ shrek cosmo ကဘယ်လောက်မှမကြည့်သေးဘူး shrek cosmo တေချာမသိရသေးတဲ့အတွက် death ကို building level ပဲတင်ထားတာဒါပေမဲ့ death ရဲ့ existence ကတော့အဲဘယ်လိုပြောအောင်လဲကျွန်တော်တို့ဒီ uni level ကြော်ရပေါ့အဲ့တော့ကျွန်တော်ဒီနေ့ video scaling လေးရတော့လောက်ပါပဲနားထောင်ကြည့်ကြရအားလုံးနဲ့ကျေးဇူးတင်ပါတယ်